တို့ညာကိုအပိနာဆင်နေကြသူများအလုံးမင်္ဂလာပါရှင်။ဆရာမကြီးခင်ခင်ထူရဲ့ဝလဲတော်ရွှေပစိုးတန်းထိုးလို့ကြုံမယ်အပိုင်း30ကိုဆက်လက်တင်ဆက်ဖတ်ပြပေးသွားပါမယ်။ခင်ခင်ထူဝလဲတော်ရွှေပစိုးတန်းထိုးလို့ကြုံမယ်အပိုင်း30 ေဦးတခြားလေနှစ်တက်နဲ့လောက်ကန်စားတော့ရသူတွေမှာစကားရှိသည်ရေစကိုင်းလှိုင်းပကန်းနဲ့ပကန်းကြီးနဲ့ရေစကြိုနဲ့တစ်ခွိုက်မှာလေထန်လှိုင်းထန်တတ်တာကိုပြောခြင်းဖြစ်၏ခင်နောင်းတို့ဒေတာတွင်နှွေးကလေးပေါက်ခြင်းပြီဆိုတာနဲ့လေမုံလာတတ်သည်တည့်ရွက်တွေကျွေးလေယူတွေထညူတွေဆိုင်နေတတ်တော့လမ်းစရာအလွန်ကောင်းလာသည် တချို့လဲတင်းနံစောစောသိညာသလိုတချို့ကွင်းတွေမှာရိတ်သိမ်းစရာတွေကြံနေသေးသည် ကွင်းထဲမှာဝူးထိုးကြရင်လဲတွေပေါ်ပဲလုံးကြီးတွေထိုးထိုးတင်နေကြတာကလည်းဒီနှစ်ပဲကောင်းမကောင်းခံမနိုင်ဘူးပဲပင်တွေကိုအသီးရင်ကြီးနဲ့ဒဇင်ဖြင့်ရိပ်ပြီးလူတစ်ဖက်စာအနှွယ်လိုက်လုံးပုံထားခြင်းကိုပဲလုံးဟုခေါ်ခြင်းဖြစ်ဒီပဲလုံးကြီးတွေကိုလှဲနေတိုက်ခါအိမ်တလင်းပြင်အရာအခောက်ခောက်ခဲ့ရပါသည်ကလင်းထဲရောက်မှနေလန်းနွားနဲ့ပြာတီးပြီးပုတ်ထည့်ကြည့်တဲ့အရောက်သွင်းကြရ၏ပြီးမှဒီနှံရောင်ကငွေဖော်ကြရသည် ပဲယူပဲမော်တွေကိုတော့နွားစာအဖြစ်တစ်ခုတည်းရသိသိကြရသည်ခင်းနောင်းတို့ရက်ကရေဝင်ရက်မှုပဲမော်ရိုက်ဟုခေါ်သောပဲမော်စင်များထိုးကရှိုင်းပက်များကာ၍မိုးလုံလေလုံထားရကြသည်တောင်တကြီးအိမ်တအိမ်တွင်ပဲမော်ရိုက်ကိုကအိမ်တစ်ဆောင်နေပါဆောက်ထားရကြပါသည်ဘော်ရက်ကပဲယူပဲမော်ပြားမှုဘက်မြို့ပင်စသဖြင့်အခင်းထွက်ဆုံးစီနှစ်ဖာတူထောင်ထားရကြပြီးအောက်ထက်ကတော့နွားတွေနေစရာနွားတင်းကုတ်ပဲဖြစ်သည်ကိုကြီးညူပင်ပဲမော်ရိုက်အောက်မှာကရင်တစ်လုံးနှင့်ဆင့်နေရပါသည် သူ့ဘိမှန်ကလေးပေါ်နွားစာတင်ရတော့မှာမဟုတ်လားဒီရသည်ဒီချိန်ရောက်လေတိုင်းခင်တော်တို့ကျွန်းတဲ့တခွင်လုံးညစင်းရောင်နဲ့ရွှေညိုရောင်ရော့ထားသည့်မှုံညွညွအမိုင်းလွင်လွင်အသွင်းဖြင့်တမျိုးလှနေတတ်သည်ကြည်လီရရသခင်နေအားလုံးကမြေသားတစ်ပြင်လုံးဖုံးလန်းထားလေသလားထင်ရသည်ခင်နောင်တို့အခင်းတွေကတော့အခါတိုင်းနှစ်ထက်အသီးအနှံပို့ထွက်လိမ့်မည်ဟုခင်နောင်တွေးကြည့်နေမိသည်။ညီပဲခင်တိုင်းလိုလိုမဲမဲထအောင်ထူတဲ့တိတ်သီးကဥစင်အားကောင်းနေသည်။ ဘဲထော့ဘက်ဖြူဘဲနီဘဲကြီးဘဲစာဦးပင်တွေမှာလည်းအသီးတွေအပြစ်လိုက်အခိုင်လိုက်ရိုးရံမယ်မနိုင်မြေပေါ်ညွှတ်ကြကခက်ခဲရွယ်ရွယ်တီးလာသည်ဗာဂျီးနီးယားဆေးရွက်ကြီးတွေအားလည်းဒူအန်အရက်ကြီးတွေပြင်းပြန်ကားကားနဲ့အခင်းဆက်ကရှောက်သူပင်မူးဝေလာအောင်စေးသားတွေတက်လိုက်ပုံများတနေ့နှစ်နေ့ပြလိုက်ရုံဖြင့်ကြက်တိရီမွေပွေးကွက်ထလာမည်ပုံဒါရီအားလုံးကိုကြီးညိုကြီးလိုအားတွေကြောင့်လဲပါပါလိမ့်မည် နောက်လာဆိုရင်တခွင်းလုံးပဲတွေသိမိရောမြည်လက်ပံဦးတို့ဖူးကြပြီစားကလေးစရက်တပိတ်လွယ်မြေဝိစားသည့်ငှက်ပေါင်းစုံတို့မြူးကြပြီတက်တက်တူခါခါခါငှက်တွန်တန်ကလေးတွေကိုပင်ကြားရပြီအစာကောင်းငှက်ကလေးတွေကွင်းတွေထဲမှာငှက်ဥကြီးကြတာနဲ့နောက်တူ၏ဩသာလက်ပံမင်းကြီးတွေဘက်ကတပနက်လုံးတုန်နေကြသည်မြူးနှင့်ဖုံတွေရောထွေးကကွင်းထဲမှာလေကြော်ထိုးတာလည်းခဏခဏ အခါတိုင်းတည်းတုံးကဘယ်လိုမှမခံစားရတော့ခင်နောက်မှဒီနှစ်တော့လူမသိသူမသိရှိသူကလေးရှိနေလို့လားမသိမြင်သမျှကြားသမျှလွမ်းတက်နေခဲ့ပြီတနစ်နေနေတနစ်ဆန်းဆန်းတိနှံတွေထိုင်ထိုင်ကြီးတိညာရတော့မြည်ကျွန်းတောင်သူတို့တိနှံကလေးတွင်ငွေကလေးရလို့ကြည်နူးဖို့အချိန်ရောက်လို့လာခဲ့ပြီနှစ်ဆယ်နှစ်တိုင်အမျိုးအကြီးမျှော်ခဲ့ရတော့ကိုကြီးကျော်ဘွဲတောင်တချို့နေပြန်ပြီနောက်တလာတော့မလို့တော့ပါလားပြက်ကလေးကိုထထားကြည့်ရတာကလည်းအမော် ဒီနှစ်တော့အမေလိုက်နိုင်ရင်ချင်းသည်ခြေတော်ကောင်းကောင်းထောက်လာနိုင်ပြီဆိုတော့ခင်နာဝန်းသားသည်ဒီနှစ်နှစ်ပွဲဘသူလှဲမောင်းမှာလဲမဖူးငုံရောက်လာတော့အမောင်လေးကနှမကိုလိုက်ပို့ပါရမလားမပို့ခြင်းနေပေါ့သူနဲ့တွေ့ရတာအငောင်းငန်းခံရတာတော့ပိုသေးကိုကြီးညိုလှဲမောင်းပို့ခိုင်းမှာပေါ့အမေရဲ့ခင်နှောင်းရဲ့အေးကြော်တို့တာအမိတွေရဲ့နှပောင်းမိုးလေးတွေထိုင်ကြမြီနှစ်ပွဲအတွက်ခင်နှောင်းပိုက်ဆံရသမျှစုထားသည်နှစ်ပွဲရမတိုင်ခင် ကိုကြီးညိုရေးတဲ့ကြိုးပဲအသီးနှံသွားရောက်ရရင်တော့ကောင်းပြီ။ခြေကားပစိုးကလေးနှစ်ထည်ဝဲခါရမည်။ဘုဒ္ဓလင်ထဲဖြင့်ချောလေကတော့အင်ကြီးကလေးနဲ့ဆိုကိုကြီးညိုနှင်လိုက်မည်။သူ့မှာအင်ကြီးပစိုးလည်းကောင်းကောင်းမမြင်။ရွာမှာတော့ရှိရလားမသိ။ဒီနေ့တော့ကိုကြီးညိုရင်းကိုခင်တော်လိုက်လျအောင်မည်။ကိုကြီးညိုအမေကိုလည်းခင်တော်မြင်မှုကျင်သေးသည်။နောက်ပွဲမရောက်ခင်ကလေးကဒီလိုတောင်းစီရင်မရတွေတွေ့ရတာခင်တော်ပျော်သည်။ ခင်းထောင်းပြုံနေသလားတော်ဤตาရင်ထဲမှာတော့လူမသိသူမသိအပူလုံးအပူကြီးဝင်းဝင်းနေတော့ဤခင်းထောင်းကိစ္စကိုလင်သားနဲ့တိုင်ပင်လဲမဖြစ်သေးပါစက်ဟောင်းဘွားနိုင်တော့လာတော့ချင်းရရွာသမီးကြီးကိုလည်းအတိမပေးဝင်ตาချစ်ခင်ကပူဆူရော်မြည်အရေးကြီးတာကတခင်အလုလက်စာတွေမသိရသေးတာပဲဖြစ်သည်နှစ်ပေါင်းစာလောကပေးထားရတာထက်အလုတ်လက်ကြောတင်သောជីညူကိုချက်ချင်းဆိုသလိုနှင်ထုတ်လို့ရလည်းမဖြစ်သေး။ဒီတော့မကြမ်းသာကြမ်းသာအကြီးကျော်နဲ့ငကိုကြားနှစ်နားတိုင်မရတော့ဤ။ ရွာမြောက်ဖက်ဈေးဒီပြန်လာတော့၏တမီးယာမှာမျက်ရည်ဆက်လက်တိုင်မင်းရသည် အကြီးကျော်ကတော့သူ့ညံရီသွားသလောက်အကြံဉာဏ်ကိုပေးခဲ့လေ၏ကျုပ်ကတော့ရေတကြိုမခင်တန်းတို့နဲ့ရန်ကုန်ထိုင်လိုက်ချင်တာပဲတလာကိုတဲ့ဆိုကြီးညိုလဲအလှုပ်သိင်းရောက်ပေါ့မောင်ကြီးနဲ့ငချစ်ခင်ကိုတော့ကြည်ကြံပြောရမှာပေါ့တော်ကြမတော်ရောလဲထင်းနေပါအောင်မတော်အကြီးကျော်ပေးသည့်အကြံအတိုင်းတရက်တော်ခင်နာကိုတော်တဲ့ခင်ညင်ဆိုခေါ်ခဲ့သည်သူနဲ့ကကိုကြီးညိုထရောရွာကသူ့အမေစီပိုက်ဆံသွားပို့နေတော့နေမှုအခင်းနဲ့ပါအလုံးများမရှိ တာမီနီယောက်ခင်းညင်ဆိုတာတော်တော်ကလေးရတော့အမေကအဝေယာပင်ကြီးကျူးကျူးကျဲကျဲမှာခင်းနှောင်းကိုထိုင်ခိုင်းသည် အမေမျက်နှာမကောင်းတာတော်တော်ကြပြီသူနဲ့ကိုကြီးညိုအကြောင်းအမေညအတိသွားလေရောသလားခင်းနှောင်းတွေးလိုက်မိသေးသည်သို့တော်အမေကဘာမှမမေတော့ခင်းနှောင်းလည်းပေါ့ပေါ့ပါပါနေလိုက်မိသည်တခါတော့အကြီးကျော်နဲ့စကားပြောရင်အမေငိုရာခင်းနှောင်းတွေးလိုက်ရသည်သူ့ကိုမြင်တော့ကြပြကလေးခေါင်းပေါင်းတစ်ပတ်ကလေးဖြုတ်ခါမျက်ရည်တုပ်လေသည်အခုလေတအောင်ထိုင်ရအောင်နဲ့ ငါသမီးထိုင်ပါဦးလေအမေစကားပြောချင်လို့ခင်တော့အမေပေးမှာထိုင်ရင်ရင်တွေတိမ်တိမ်ခုန်လာသည်ဘာများပါလဲဒီတခါအမေပြောမိစကားကသူ့ဘဝနဲ့ဆိုင်တာသိကြပြီအမေဒီလိုတခါမှသူ့ကိုတော်ရဲမခေါ်စဘူး तू ကလည်းပြောလို့ဆရာမရှိခဲ့ပဲဦးအမေနဲ့သမီးတော့ပြောစရာရှိပါအောင်ငါသမီးကလိန်မာပြီးသားဟာကိုကညီးဖေကလည်းခွင့်ပြုလို့ ရွာရောက်နေတဲ့မခင်သားတို့နဲ့ရန်ကုန်ရွှေတဘုံဖျားလိုက်ဖို့အမေစီစဉ်ထားတယ်။ငါသမီးလိုက်ခဲ့ရင်မြို့ကြီးပြားရောက်ဘူးတာပေါ့။တို့မလဲတစ်နှစ်တစ်နှစ်ကျွဲနယ်လွားနယ်ရုံရှာဖွေထားတာကုသိုလ်ရေးမတုံဘာသာတမရမတုံဟုတ်ဘူးလား။အမေစကားကထူးဆန်းနေသည်။အဖေခွင့်မိသားဆိုရင်ဘာကိစ္စတော့ရဲလာပြောရမှာလဲ။ခင်အောင်စိတ်ကချက်ချင်းလိုလိုတစုံတရာတော့မှားနေပြီဆိုတာသိလိုက်ပြီ။ ရွာเจ้าမှာမူလာရန်ကြီးစကြိုးမှာ6တန်းလောက်ထိခင်းနှောင်းចောင်းနေခဲ့သည်။ចောင်းစာရဲ့လိုအတန်းမရခဲ့သည့်တိုင်လူရည်လူစားမညံ့ခင်အမေရတော်သူတောင်းသားပြီးပြီး6တန်းလောက်ဆို တော့ရော့ပေါ့ဆိုတာနဲ့မိဘတန်းနိုင်စင်ကြကចောင်းထွက်ခဲ့ရသည်။လောကကြီးဓမ္မကြီးအလုံးမဟုတ်ရင်တောင်ဖေစကားပဲရောက်သည်ဆိုတာလောက်ကတော့ခင်းနှောင်းသိပါသည်။ဒေါ်လေးခင်တန်းသည်ခင်းနှောင်းတို့နဲ့ဆွေမျိုးကြီးမกินတော့ဖြုံမှုအဆက်ထရာဖြစ်သည်။ခင်းနှောင်းရည်တကြိုမှာចောင်းတက်ခဲ့စဉ်ကဒေါ်လေးခင်တန်းတို့အိမ်မှာနေခဲ့ဘူးသေးသည်။ ကိုရော်တော်လေးခင်တန်းတို့ဟာရန်ကုန်မှာခန်းရက်ပွဲရုံထောင်ကရေစကြိုနှင်ကုလူနေသူဖြစ်ဒေါ်လေးခင်တန်းနဲ့ယင်းနေနေကြတာကြာပြီဖြစ်တော့လေအမေရန်ကုန်ဖျားဖို့လိုက်ဖို့တကားမှစိတ်ကူးစိတ်တမ်းမပေါ်ခဲ့တာခင်းနှောင်းသိသည်ပြီးတော့နှစ်ပွဲဤနီးကမှအမောင်လေးမင်္ဂလာဆောင်ပြီးနှစ်ကြာကမှစိတ်လိုလေရဖျားဖို့ထွက်ပြီဆိုတော့အမေကိုခင်းနှောင်းအကဲဖမ်းလို့ရပါသည်ခင်းနှောင်းယင်ထဲမှာတော့မျက်ရွှေတကုံကိုဖူးရင်ဒီဆန္ဒရှိပါသည်တနေ့တော့ဖူးပြအောင်ဖူးမီရည်စူးကြည်ညိုပြီးသား တို့တော့ခုလိုပြုံးချရတော့မဟုတ်ကိုကြီးညိုနဲ့ဝေးရအောင်တမင်စီမံလေးရောသလားကိုကြီးညိုကတင်းငါမှုတင်းငါရမလို့လည်းအိမ်မှာလက်ခံထားစရာမလိုညာရိုင်းဆိုရလည်းနှင်းထုတ်လိုက်အောင်သာသူနဲ့ကိုကြီးညိုဖြစ်ရအမှန်အမေတိလျင်သဘောတူလျင်တူမတူလို့ကတော့နှိခေါင်ခေါင်မိုးချိုဖြစ်နိုင်တာမဟုတ်လားအခုတော့သူနဲ့ကိုကြီးညိုအကြောင်းတခွန်းတပါးရမြမပါဖျားဖို့သွားရအောင်နဲ့အမေရဲ့ ဒီစကားအိမ်မှာပြောလဲရရတာနဲ့တည်ရင်ရကရန်ကုန်ကိစ္စပြောကြတာကြားပါနှစ်ပွဲနေကမှအမေရဲ့ပြီးမှသွားရအောင်မှာအမောင်လေးကိစ္စလည်းရှိသေးတဲ့ဟာကိုနှစ်ပွဲဟာတစ်လုံးကိစ္စပါအေးငချစ်ခင်မင်္ဂလာဆောင်ကရက်ရှိပါသေးတဲ့ငါမအေးပါအေးရဲ့ငါကအကြော့ခံရမယ်သူပါခုကလူကြုံရှိတော့လိုက်ရမှာမခင်တန်းနဲ့ငချစ်အိမ်ဝတွေ့လို့ပြောပြီးဆိုပြီးကြပြီညာညိအဖေပြောတော့သွားကြလေတဲ့ဒါပဲ ငါလည်းညီပါမှာအထကူရမှာပေါ့ညီနေအမေရဆောင်ကြီးအောင်ကြီးဆိုတော့ပြောတော့ခင်အောင်နောက်ထပ်ဇောရကမတက်ဝင်ပါဒီစလုံးအမေစကားမျိုးဝဲမကြနားထောင်နေတာပဲမြဲဒီတခါတော့ဂလန်ကစံလှုပ်ချင်စိတ်ကလေးပေါက်မိတာကိုကြီးညိုနေသူ့အကြောင်းအမေသိသွားလောက်သည်လောလောဆယ်ခင်အောင်ကတော့ငိုချင်နေမိတာပဲရှိသည်ကိုကြီးညိုနှုတ်ဆက်စကားဆိုတော့အကွက်ချောင်းမရတော့အမေကသူ့ကိုသခင်နေပဲမလှုပ်တော့တာခင်အောင်ရေးမိသည်သွားမြည်ရဲ့နီလာလေး ခင်းနှောင်းရင်တွေကြိုက်ကြိုက်ဆူလာလေနောက်ဆုံးတော့ဖြစ်ချင်အဖြစ်ကုကြီးညူရှိရာနွားတင်းကုတ်ဘိမှန်ကလေးစီရင်းရွေးဝဲကလေးသွားပူရင်မဆိုသာဆိုသာဇွတ်အရေးကိုရကောင်းမလားတွေ့ရတော့တယ်ဒါလည်းမဖြစ်နိုင်ဒါဆိုရင်အမေတိခံမှာမဟုတ်သူ့ရိုက်တာဆိုတာကိစ္စမရှိကုကြီးညူကိုလက်ညှိုးငေါငေါထိုးပြီးမင်းကဘယ်နေတော့ကွယ်ခွေးနဲ့မတန်းစီယိုးလန်လှုပ်ချင်တာလားဆိုရင်ရှက်စရာတွေဖြစ်ကုန်လိမ့်မည်อืม ။ဒါပဲဖြစ်ဖြစ်တေးနဲ့အတူနေသူချင်းနှုတ်ဆက်စကားတခုမပြောခဲ့ရဘူးဆိုတာကတော့ခင်နာဘကအလွန်ကြနေလိမ့်မည်။ကံကောင်းကျင်တော့ကိုကြီးညူနွားစာထဲ့ကျွေးနေတော့အိမ်မဝနေခင်နောင်ဆောက်ကလေးပြချနိုင်ခဲ့သည်။ကိုကြီးညူကမျက်နှာတစ်ချက်ပင့်ကြည့်ပြီးဟန်မပြက်ကောက်ယူလိုက်တော့မှခင်နောင်စိတ်အေးသွားရသည်။ဒါတရင်ကစားပေးလိုက်ပြီးကလေးကခင်နောင်စိတ်တွေစပူပါပြန်သည်။"သူများမှားသွားပြီလား"အိမ်တော်ကကမောမင်းကြီးရဲ့မှာကနေညာတွေ့ရဖို့ခင်နောင်ဟေးထားခဲ့သည်။ ချစ်သူခေါ်ရလိုက်တော့မယ်ဆိုတာမျိုးတော့မဟုတ်သူရန်ကုန်ကိုဖျားဖို့လိုက်ရတော့မှမို့စေချာလက်ချာနေရေးခဲ့ဖို့မှားကျင်တာကလေးရေးထားကျင်တာဖြစ်၏သူ့ဘဝမှာပထမဆုံးချစ်သူဆိုတာနဲ့ကမောမင်းကြီးမှာညအချင်းတွေ့ရတော့မှာပါလားတွေ့ပြီးတော့ချွေးများပင်ဆုလာခဲ့သည်ခင်တော့မှာချစ်သူရည်စားထားမိတော့လဲခြူလို့ပြည့်ရတော့မလားညှူလို့ရည်ရတော့မလားမသိနိုင်အားပါပဲ ွန်ညာကောင်းငင်ကမဲတီကြတိမ်ပုတ်တွေမိုးတာအပြည့်ရှိနေသည်ကျဲကလေးတွေဟာဖြူဖြူဖြပြတိမ်ပုတ်တွေရောက်မှာတော့ကျဲတွေရှိကြရလေုံမြည်ညာတိတ်ဆိတ်ခြောက်ခြားပဲကောင်းလာ၏ရွာရဲဘက်စီကကလေးငူတန်းလူကြီးသူမှာခြောက်ရတဲ့လွဲလျင်ဘာသာမှမရှိအင်းရောက်ထက်စီကအဖေဖျားရှိကိုတမ်းပင်တိတ်ဆိတ်သွားခဲ့ပြီဒီနေ့ကောင်ပင်ပန်းခဲ့ကြသည်မြတရွာလုံးအိမ်မောကြကုန်ညလေသလားနာစင်းစီမှာနားရည်နာမှုတန်းဝမ်းရုပ်တန်းနေကြနေရသည် ရင်ငန်ထဲထည့်ထားသည့်ပိုက်ဆံဆက်ကူတွေကိုလက်နှင့်ဖိဆန်းရင်းခင်းနောက်အသာလှဲနေလိုက်သည်။တည့်ရက်တီထဲမှာညာဘက်အမောင်လေးတယောက်မပူးငုံနှုံးမှမှအနေများသည်။အမောင်လေးကသူ့နွားရည်တွေကိုစိတ်မချတာနဲ့ပဲအဲအိတ်ဆက်သူကိုတော့ကိုကြီးညိုကသူ့ထန်စိတ်ချရတော့နွားတွေပဲမလှဲ့တော့တာကြပြီ။မေကတော့သူ့ကိုဒီလောက်အတင်ရဲ့လိမ့်ကြီးလို့တော့ထင်ထားပုံမရ။ဒါပေမဲ့မပြောနိုင်။တကယ်တမ်းကျတော့ညမောင်မောင်မအင်းတကားခွင့်ပြီးလှေကလေးတွေကဆင်းသွားဖို့ခင်းနောက်အတင်မရဲလာပါ။ တသက်နှစ်တကူဒီလိုလဲမစွန့်စားဘူးကဲ့အချစ်ကပဲတက်တီတွေပေးနေသလားမပြောရပါသွားဖို့ဒုံငနယ်စိတ်ဖြတ်လိုက်သည်ဒီလောက်ဆိုကုကြီးညိုစောင့်နေရှာလာရောပေါ့ကဲလာတကားကလေးအသာမကြည့်လိုက်တော့အပြင်မှာလှရိတ်ပင်မရှိပိမ့်ပိမ့်နေသည်ခင်းနှောင်းမယ်လျင်ကမုန်းညုံကြီးပဲသွားရမှာကြောက်နေသည်ဒီနေရာကိုနေခဲ့မှတောင်ခင်းနှောင်းရောက်ခဲ့သည်ကမုန်းညုံကြီးကအနည်းရှိအုံနေပင်ကြီးကိုမြင်ရင်စပကြီးမွေတကောင်လိုကိုယ်ကောက်တွန့်လင်းတက်နေတာနှင့်တူသည်အုံနေတဲ့ပင်လုံး တိုင်းဆက်အုပ်ဖြာရဲ့ကြီးမားလွန်လာသဖြင့်မောင်ရည်ကြီးကြလာနေ၏။အောက်မှာတည့်ရွက်ကြွေတွေရှိနေတာကိုခင်းနှောင်းသတိထားရမည်။အိယာမှာအသားလေးထကအတံမလန်များကိုနားဆင်လိုက်သည်။တင်းလုံးတိတ်ဆိတ်ညင်သက်နေတာကိုအကဲခတ်ပြီးဒကာမင်းတို့ကိုဖြည်းဖြည်းကလေးဖွင့်ရင်အားရမွေးလိုက်သည်။တကားမှမလုပ်ဘူးသည်ဒီလိုအလုပ်မျိုးကိုခင်းနှောင်းမလုပ်ချင်တာကတော့အမှန်။သို့သော်ဒီလိုမှမလုပ်လျင်ကိုကြီးညိုနေရလဲတွေ့ဖို့မလွယ်။ ဖြစ်လာတော့လဲရင်ဆိုင်ရုံပေါ်လို့ရဲစည်တင်ကလေကားပေါ်ကတစ်ထည့်ချင်းဆင်းသည်တချို့လေကားဆန်ကဖြိုးနေဖြောက်နေအတန်ပြင်းချင်းသေးသည်အောက်ထက်စီကအမိအတန်မကြရအဖေကတော့ဟောက်တန်ကလေးပြုတ်ဤတမွန်ညုံကြီးစီကတက်မသွားသေးပဲနွားသချင်းဘက်ကခင်းနှောင်းပတ်လာခဲ့သည်တည့်ရ6တိမရှိသေးဘက်ကိုရွေးလိုက်ခြင်းဖြစ်သည်အုံထဲပင်မာလူရဲတွေ့လိုက်တော့ခင်းနှောင်းလန့်သားကရက်နေလိုက်သည်ရှင်တွေလှိုင်းလိုခုန်နေ၏ခင်းနှောင်း ။နှကိုကြားစာအလီတန်ကလေးဖြင့်ကိုကြီးညိုကလှမ်းခေါ်သည်။ခင်းနောက်မရှက်နိုင်တော့ကိုကြီးညိုရှိရာတိုးဝင်ရင် တိုက်ဖက်လိုက်သည်။နှစ်ယောက်သာပါခြင်းအခါစကားမဆိုမိကြသည်။ခင်းနောက်ကရင်ခံထဲဝှက်ယူလာခဲ့သောပိုက်ဆံလေးကိုထုတ်ကိုကြီးညိုကိုပေးလိုက်သည်။အကိုခင်းနောက်ရန်ကုန်ဖျားဘူးလိုက်ရမယ်တဲ့။စဖက်ပေးပြီမို့လား။ရောက်သာနှစ်ပွဲဝတ်ဖို့အကိုပစိုးနှစ်ထဲနဲ့အင်ကြီးဝဲကျုပ်ကိုယ်တိုင်ဝဲစင်းနေတာအကိုရဲ့ဒါပေမဲ့ ပြောရင်ခင်နောင်ငုံမိပြန်သည်ကိုကြီးညိုကခင်နောင်ပေးတော်ငွေ9000ပြောပြောတော့ကိုမယူပြရစေနဲ့ဇွန့်ညင်းသည်ခင်နောင်ပေးတာယူရလို့အကူကမရှက်ပါနဲ့အကူပေးရင်လည်းခင်နောင်ကယူမှာပဲကဲပါရော့သိမ့်တာရေစကြိုသွားတဲ့နေ့ကြဝဲပြောင်ဝဲနော်ကျုပ်နှစ်ပွဲအမိပြန်လာခဲ့ပါမယ်ခင်နောင်ကကိုကြီးညိုအင်းကြီးအိတ်ထောင်နဲ့ပိုက်ဆံတွေဆွတ်ထည့်လိုက်သည်အမောင်နဲ့မှာပဲကိုကြီးညိုမော်ကြည့်လိုက်မိ၏ကိုကြီးညိုမျက်ဝန်းမှာမျက်ရည်တွေနဲ့ဖြက်ဖြက်ခါနေသည်ကိုလူရန်ကြီးက ခင်နောင်ထက်တာနှလုံးသားနုနေနေသေးတော့ဤကျုပ်ကိုဖြစ်သွားတာများလားခင်နောင်ရဲ့အိုးဘာလို့အခုကိုဖြစ်သွားမှာလဲအဲ့လိုထင်မှဆိုလို့ခင်နောင်ခုလိုအရေးဆုံးလာရတာတော့ဝင်းနေတော့ကလည်းကျုပ်ကိုတတိရပါအောင်တရားသားကလည်းနှစ်ကိုကြားလေတဲ့မင်းမဲညထဲမှာကြဲများနေလေရောလားခင်နောင်ကတော့ကိုကြီးညိုစိတ်ငယ်တယ်မှန်သည့်သဖြင့်တမင်ပေါပေါပါပါပြောလိုက်ခြင်းဖြစ်၏ကိုကြီးညိုကတော့စကားတစ်ခုကိုပဲမှားနေတော့သည ပြန်မလာမချင်းကိုကြီးညိုမအိပ်ဖဲဆောင်မယ်ခင်တော့ရဲ့နှစ်ပွဲအမိသားပြန်လာခဲ့ပါကွယ်ကိုကြီးညိုရင်ခွေမှယုံထွက်ကခင်တော့အိမ်မက်ပြန်ပြေးထွက်ခဲ့သည်အဖေဟောက်တန်သာကြားရပြီးအမိအတန်ကိုမကြားတော့ခင်တော့သွေးလန့်နေမိသည်အိမ်မော်ရောက်သည့်အထိရှင်အခုမပြောက်သေးအဲ့ဒီညာမိုးသာလင်းရောခင်တော့တည်းအိမ်မပြောခဲ့တညာလုံးမျက်ရည်အလုံးလုံးဖြင့်ကုံဆုံးခဲ့ရတော့၏ က်စောစောမြေတော်တင်မော့စိတ်ကိုခင်းနှောင်းလို့လှဲမောင်းထွက်ခဲ့ကြတော့ကုကြီးညိုတရားနွားတင်ကုတ်ဆွန်းကလေးမှမတည့်ရက်ကြည်ရင်ချမ်းရိတ်ခဲ့ရှာသည်ထန်းလျက်ပွဲစားတော်လေးခင်တန်းတို့လည်းအားလာကြူခြင်းဖြစ်သည်ကုကြီးညိုခင်းနှောင်းတွေ့ခဲ့မြင်ခဲ့ရတာဒါနောက်ဆုံးပါပဲမကြည့်ရဲရဲကြည့်ရဲရဲဖြင့်လှမ်းကြည့်ရင်အမေကိုကြောက်လို့ခင်းနှောင်းလက်ကလေးတောင်ဟွေရမ်းမပြသားခဲ့မျက်ရည်မကြမီအောင်မျက်တောင်ဝန်သာတွင်တွင်ခတ်ရင်သိနေရတော့၏ခင်းနှောင်းတို့ရွာမှဆိုလျင်မြေတော်သင်္ဘောစိတ်ကိုတနအီတသာလောက်လှဲခရီးကြသည် လမ်းတစ်လျှောက်စိမ့်ဆူနုသက်သောတခင်တစ်ကွက်တွေကိုမြင်ရတော့အမေဘာကြောင့်ရန်ကုန်ကိုဖျားဖို့ထွက်လာခဲ့မှန်းခုထီဝူတို့ဝါတာဖြစ်နေရသည်လဲပေါ်မှာတော့လေးခင်တန်းနဲ့သူ့အဖေါ်ပါလာတော့လဲခင်နှောင်းကိုတိတ်အယောဝင်မရှိတာခံပြင်းမိသည်အမေကြောင့်သာငြိမ့်နေလိုက်ရတော့လဲတင်မော်စိတ်ထီဘာစကားတခွန်းများမဆိုတော့ကြောင့်အမေကသာခင်နှောင်းအံ့ဩရတော့သည်ဆွေရိပ်မျိုးရိပ်မကင်းတာတော့ဟုတ်ပါ၏သို့တော့အမေကတောင်းသူတော်လေးခင်တန်းပွဲစားလူပုံပန်းกว่าသလိုဟန်ပန်ကြီးလဲกว่าဤ ညီရန်ကုန်မလိုက်ချင်ဘူးဆိုခင်နာရန်ကုန်ရောက်ရင်ညီပြန်ကြည့်မှာတော့မဟုတ်ဘူးခေါ်ကြတွေ့ပါလိမ့်မယ်မြေတော်စီကန်းရောက်တော့မှတော့တို့လိုကညော့တို့လိုအမေခံလိုက်ရသဖြင့်တော်လေးခင်တန်းကိုခင်နာစိတ်ချင်ပေါက်သွားတယ်တော့ဘယ်သူကပြောတယ်လဲမလိုက်ချင်ဘူးလို့ရန်ကုန်မယ်မလိုက်ချင်ရှိပါမလားတော်လေးရဲ့သိပါဝေးဒီစကားတွေကအမေစီကမသွားလျင်ဘယ်ရမှသွားစီရမရှိကိုကြီးညွန်နေကိစ္စမဟုတ်တဲ့အတိုင်းအမေဘာကြောင့်ခင်နောင်အကြောင်းကိုပြောရတာလဲခင်နောင်နားမလဲ အမေကိုလည်းခင်ဗျာစိတ်မကောင်းဖြစ်ရသည်ဒီတဲ့ဒီရရောက်ခါမှကလေးတယောက်လိုကွညက်ခန်းနေရတာခင်ဗျာခံပြင်းမိမြေတော်စိတ်ကမ်းမှာပြီးကလူတင်းမောကြီးစီပြီးပြီးထိလိုက်ရသည်ပြီးမြို့မှာတစင်ရန်ကုန်ကိုကားတစင်စီရမည်ဒေါ်လေးခင်တန်းထမ်းလျက်တောင်တွေကတော်တော်များသည်ဒီလိုလောက်ကန်စားတော့နေရတာမြင်ရတော့လေခင်ဗျာမှာဒေါ်လေးခင်တန်းကိုသနာမိရပြန်၏အေးတူပူများရှိသည်ခင်ဗျာတို့ဘဝရည်နဲ့တခြားစီတကားမှမရဖို့မတွေ့ဘူးတော့အတွေ့အကြုံတွေ့ပြီးပေမဲ့အတိပဲမဲ့နေသလို ခင်အောင်ခန်းစားရသည်ပင်ကွာဖြင့်ဒီကျွန်းဒီမြေပေါ်မှာတစ်သက်လုံးနေထိုင်ကြည့်ပြင်းခဲ့ရသူမှုခဏတာကလေးမျှပင်မခွဲခွာစင်တာပါတယ်လို့ချစ်သူကိုအောက်မေ့တာလဲပါ၏ချစ်ရသူနဲ့ခွဲရဖို့ဆိုတာမပြောနဲ့နော်ခင်အောင်မွေးဖွားရကျွန်းကလေးပေါ်မှာခွဲရဖို့ပင်ခင်အောင်မတွေ့ဝင်ပါပဲอืมရန်ကုန်ရောက်ရင်တော့အေးအေးဆေးဆေးဖျားဆုံးဖူးပြီးမှပြန်မယ်ငါသမီးလေးလည်းဒါမှနားရမှာခင်တန်းရေခင်ဗျာရွာမှာဆိုတောက်တက်တောက်တက်နဲ့အလုံးနဲ့လက်ပြတ်တယ်ရှိပါဦး အမေရကလမ်းတစ်လျှောက်လုံးခင်နောင်းကိုအချော့လွန်နေသလားထင်မိခင်နောင်းတို့ပြည်မြို့မှာတညအိမ်ရင်ကြည်ရွှေစံတော်ဖရာကြီးဖူးကြသည် ရွှေစံတော်ဖရာကြီးမှာအညံ့ရှိတဲ့ရင်ပြပါစီကြောင်းခင်နောင်းဆူတောင်းမိသည်ရန်ကုန်မြို့ကြီးဆိုတာကိုရောက်တော့လဲဒေါ်လေးခင်တန်းပြောသလိုရောက်ရပြီချင်းအောက်မိမိ၏သားမင်းနှစ်ယောက်ကိုစိတ်ရှိလက်ရှိဖျားဖို့လိုက်ပို့ကြတော့ဒေါ်လေးခင်တန်း၏သမီးနှင့်ဒူမကိုခင်နောင်းကျေးဇူးတင်ရပါသည်ရွှေရကုံစီသည်ကဘာရေးစီသည်ဘိုးတထောင်စုလီမဲလမှုအတော်လေးဆောင်အောင်ဖူးအားသဖြင့်ခင်နောင်းစိတ်ကြည်နူရတာလည်းအမှန်ပဲဖြစ်သည် ဘုရားတဆူဘူအတိုင်းကုကြီးညိုနဲ့ပေါက်ဖတ်ပါစေသားစုရီတောင်းမရသေးသားအမေရဲ့လေးငါရဲ့ရှိမှာတော့ပြန်ညရအောင်မဒီမှာဘုရားရိဘူးရမမြင်ဘူးတာတွေမြင်ရကြရနဲ့တုတ်ပြောပါလေဒါပေတိတုတ်ရွာကိုပဲလွမ်းနေမေခင်နောက်ကအမေကိုယင်နေရစကားပြောမိတော့အမေကလည်းပြန်ညင်မုံရသည်မြို့မှာအမေလည်းတောက်လှပြီပြီးတော့အမေခြေတော့ကကားအတက်အစင်းနေမှာပြန်လာလာခြင်းမုံရသည်ညတိုင်းခင်နောက်ဆေးလုံးရင်နှိမ့်နေပေးနေရသည် ပြန်သာပေါ့ရင်ခင်တန်းတို့ဟာဘကိုးတို့တညင်တို့လည်းလိုက်ပူခြင်းသေးတာဟဲ့အားနာစရာမရှိပါဘူးတမီးရဲ့အမေပေးစရာရှိတာပေးထားခဲ့မယ်တမီးနေခဲ့အောင်နှစ်ပွဲနေတော့မှအမေလာခေါ်လဲ့မယ်ညီအဖေလည်းဖျားပူရင်ခေါ်ခဲ့မယ်ဟင်းတနေ့တစ်ချင်းမှာအမေကလည်းကြောက်ကြောက်ထွက်တော့နေခဲ့ကြမှာဦးဒီမှာကြောက်ကပျော်လဲမပျော်ဘူးအမေပြန်ရင်လိုက်မှာပေါ့မဟုတ်တာသူများရင်မှာအမေမိုးထားခဲ့ကြတယ်ရောင်ကောင်မှာနေဝက်မောင်တော့ဒီလိုဆိုတော့လေအမေမျက်နှာမကောင်းရှာ သို့တော့ရန်ကုန်ရေးမာကြီးရောက်ခါမှာအကြံပြက်လို့ ਆ လည်းမဖြစ်သေးခင်နောင်နဲ့ជីညူတို့တန်ရုံးစင်ကြီးတလောက်ကြီးကြသေးတာမဟုတ်တော့တလားနလားခွဲထားရုံနဲ့ရှိလက်စားသမှုရိယာလေးလွင့်ပြေးလိမ့်မည်ရွာပြန်ရောက်လို့အလုံးအနာသက်ပြီးရင်တော့ជីညူကိုသူ့ရွာပြန်လွှတ်လိုက်အောင်သာဒါကြောင့်လေသမီးလေးညွညွဖူဖူကိုဇွန့်နေရထားခဲ့ရတော့ ਈ ကဲအမေပြန်မယ်သမီးဒီမှာမိလာနှူတို့မဆံမီတို့လည်းရှိသားပဲဟာမြို့ရောက်တော့ပေါက်တော့နေစမ်းပါအောင်ဟဲ့ငါသမီးမြို့သေးမြို့မွေးပေါအောင်လို့ နှက်ပွဲရကြအမေလားခေါ်လဲမယ်။ဟာဟွန်းကျုပ်မနေခဲ့ရင်ဂျာပြန်လိုက်မယ်အမေ။ငါတူမလည်းဒီမှာအဖော်တွေရှိသားကနဲ့နှက်ပွဲကြမှာအတူပြန်ကြတာပေါ့။ချစ်ခင်မင်္ဂလာဆောင်လိုက်ရင်ဒေါ်လေးတို့နဲ့မှပြန်ကြလား။ခင်နောက်အတန်တန်ငွေရတောင်းပန်ပါလျက်အမေလည်းမကြည့်တော့ဘူး။ဒေါ်လေးခင်သားကပါတိတိတတကြီးဝန်တားလို့နေသည်။ခင်နောက်နားလည်လိုက်ပါပြီ။မေဒီခင်နာကိုမြို့ထားခဲ့ပြီးကိုကြီးညိုနဲ့တနေစီချလိုက်ကြတာသိကြပြီ။ ကိုကြီးညိုလုပ်ငန်းဝင်သိမ်းပြီးထတော်ရွာပြန်မှခင်းနှောင်းကိုရွာပြန်ခေါ်ကြတော့မှာပေါ့နှစ်ပေါက်စားတင်းငှားကပေးထားတော့ကိုကြီးညိုကိုတော့အမေတို့ခိုင်းညစေကြအောင်မှာပေါ့တသက်လုံးကလေးတယောက်လိုအမေကိုချစ်ခင်လေးစားပြီးဘိုင်းကောင်ကြောက်ပြီးနေလာခဲ့တော့ခင်းနှောင်းတယောက်အမေအပေါ်မဖြစ်စဖူးစိတ်ကွက်သွားမိရဲ့ဝမ်းနဲ့ကြည်ခွဲခဲ့ရဲ့သူ့ကိုဒီလောက်ထိပြပြခါခါလှုပ်ရဲကြလိမ့်မယ်မထင်ခဲ့ကျုပ်တို့ဝေးကြပြီထင်ပါရဲ့ကိုကြီးညိုရဲ့ ပူလောင်ဆွေးမြေငူဆိုင်တန်းတာနေုံမှာတပါမတက်နိုင်ခဲ့ပါအမေရွာပြန်သွားခဲ့ပြီချွေးစုအောင်ပူလောင်အိုက်ဆက်တော့ရန်ကုန်နေရာသေးထဲမှာခင်တော်လူလူလုံလုံကြိတ်ခံစားရင်ကျွန်းနေရခင်တော်ရွာလေးကိုလွှမ်းမိလေတဖြူဖြူနဲ့အင်းညကျဲလွန်းသောကြီးလေးအရသာကိုခင်တော်တန်းတာမိရ၏ဆရာသူကိုကြီးညိုသတိရနေမိတာကတော့စိုးပွဲရမရှိတပေါင်းလာနှစ်ပွဲကြာရင်တော့အမေလာခေါ်မှာပါလေလို့စိတ်ကိုတင်းဆက်ထားခဲ့တော့လေခင်တော်ထင်တယ်လို့မဟုတ်ခဲ့ပါ တပေါင်းလာဆိုင်ကလေးကမျောမောခဲ့ရတော့အမေဒီရက်တွေသာတလွားလွားကုံဆုံးသွားခဲ့သည်အမေကတော့ပေါ်မလာခဲ့ပါဓာရီဖေးတည်ရဲ့လားအမောင်လေးရောတည်ရဲ့လားမဖူးကုန်အောင်ရွာရောတည်သွားကြပြီလားကိုကြီးညိုကတော့ခင်းနှောင်းပြတ်မလားမချင်မအိတ်တော့ဘူးတဲ့အုံနေပင်အောင်မာရင်ခုံခဲ့ရတော့ညာကိုခင်းနှောင်းမမိကိုကြီးညိုကတော့ရေစကြိုလိုက်ပြီးပစိုးကလေးနှစ်ထည်နဲ့ အင်ကြီးကလေးနဲ့ပွဲဝဲဖို့ဝဲထားမှတည်ကြသည်ပဲလုံးတိုင်ရင်နွားစာဆင်းရင်ပဲမော်တင်ရင်ဆေးရွက်လန်းရင်ပုတ်သွဲ့အိတ်ထည့်ရင်တူရင်နေထွက်ကနေဝင်ခင်နှောင်းကိုမျောရှာရော့မြည်အမေပြန်လာပြီသူပါမလာခဲ့တာကိုကုကြီးညိုတွေးမိလောက်ပြီခင်နှောင်းကြည်ခွဲရသလိုကုကြီးညိုလည်းကြည်ခွဲနေရှာလောက်ပြီတမိုင်မိုင်တွေတွေနဲ့အိပ်ရတဲ့ကြည်ခွေးနေတဲ့သောခင်နှောင်းကိုဒေါ်လေးခင်တန်းကတော့လီပီထိုးကနားချသည် ငါတို့မရဲ့ညီမီလည်းမျောမနေပါနဲ့ငါတို့ဆွေမျိုးတွေပါ ਈ မိပါဆိုတာဒီလိုပေါ့ ਈ သားသမီးကိုအမြင်တက်စေချင်တာပေါ့ခြုံမုတ်ထဲဘဲတိုးစေချင်မှာဗျို့လူကြီးမိပါကအသင့်တော်ဤမသင့်တော်ဤကြည်ကြတာပေါ့အပြစ်မဆိုသားဘူးဟဲ့ဖူးငုံကိုကြည့်ချစ်ခင်ကိုယူတော့မတင့်တယ်ဘူးလားအိုးကျုပ်ကအခုဘာတွေဖြစ်နေလို့ရောတော်လေးရဲ့ တဘောပြောတာပါ诶ကိုနဲ့လိုက်ဖက်တင်တယ်တယ်လင်းသားအရှာမဒုံမိမများတသက်လုံးလူမွေးလူတောင်ပြောင်းတာငါတို့မှာတော့ဘာပြောကြရရှိမှာတော့တဖက်ကိုပြောရတာဒေါ်လေးခင်တန်းကိုခင်တော်စကားတိုက်ခံမလုပ်ချင်ပါကိုဝန်းနာကိုသားတိတိမဟုတ်လားတဘောင်းလာဆန်းကလေးကရွှေလေးတိုင်းဖော်ရုပ်ကျုံမတန်မျောခဲ့ရတော့အမေကိုတဘောင်းလာဆန်း73ရက်အရောက်မှာတော့ခင်တော်လက်လျှော့လိုက်ပါပြီဒီရက်မှာခင်တော်တို့ရာလှဲတွေပွဲသိမ်းမင်းကိုကြိုးစိုးနှုတ်ဆက်ဖို့ကိုကြီးကျော်နှန်းစီလှဲတန်းဆက်သွားကြသည့်အချိန်ဖြစ်သည် ဟိုရာဒီရာလဲတဲ့လူတန်းစုတန်းညံတန်းနှစ်ချင်းတန်းတွေနတ်နမ်းမှာအလူအရက်ပန်းဆက်နေကြသူတွေပွဲစီတန်းနဲ့ပွားစားတန်းနေသည့်လူတွေပွဲတော်မှုတွေခမင်းတို့ဟင်းတို့တွေလဲတဲ့ကြီးကြမိကုတ်တူဦးနဲ့စားကြတော့ကြဩကြဟစ်ကြပွက်လောကြီးရိုက်ကြနေပြီကာလဖြစ်သည်နှစ်စင်းနှစ်တိုင်းကြားနေကြနှစ်ချင်းနှစ်ချော့တစ်ချင်းတန်းတွေဒီနှစ်ခင်တော်မကြရတော့ဘီနှစ်ပွဲလာသူတွေချင်းတွင်းမြစ်ထဲမှာလဲတညံ့ညံ့ ။အရာတွေမျက်မှောက်မှာလည်းတော်တော်တော်ဖေးကြော်နေရဆိုင်ရပိုင်ရရွာကလေးတွေစီကလဲတန်ချူစံတမြိုင်မြိုင်နေ။မနစ်တော့အာဒီလိုရက်ပါပဲ။ခင်နောင်းနေကိုကြီးညိုမိုးခွဲကြောက်ကြီးမှာစတွေ့ခဲ့ကြသည်။ဒီကနေ့တစ်နှစ်ပြည့်ခဲ့ပြီ။တစ်နှစ်ဆိုတာခဏကလေးပါလား။လူဘွားဆိုတာလည်းခဏကလေးလို့အဖေတို့ပြောရကြသည်။အဲ့ဒီခဏကလေးကိုပဲခင်နောင်းရင်နဲ့အမြခံစားနေရပြီ။ညဘက်တွင်ခင်းနောင်အိမ်မက်တွေမှတ်ပြန်သည်ကိုကြီးကျော်နှစ်ဘွယ်ကွန်းနဲ့ခင်းနောင်ရောက်နေသည် ကိုကြီးညိုကပစိုးတကြီးခောက်ရုံမကြိုးဘူးလို့ရှင်မန်းမှလည်းရှန်နီစာပါပါချိထားလိုက်သေးသည်။အုပ်ပေါင်းထားသောခေါင်းပေါင်းရင်းကြောင်မျက်နှာကိုကောင်းကောင်းမမြင်ရတော့လဲညှို့ချုပ်နေသည်။ကိုကြီးညိုကတရပီပန်းကုန်းတွေလဲမဆွဲလို့လဲလက်တွေကြာအယူကြီးတယောက်လိုလျှောက်သွားနေသည်။ခင်နှောင်းကိုရှာနေတာများလား။ဟောကိုကြီးညိုလဲမဆွဲထားသောတရပီပန်းကုန်းတွေကိုတဆုပ်တထွေးကြီးပွေရင်းနှက်ပွဲလဲတွေကိုလဲတကုံလိုက်ကန်းနေသည်။ခင်နှောင်းတို့လဲနာရောက်တော့ခင်နှောင်းကမသိသလိုလုံးနဲ့နောက်ဆုတ်သွားသည်။ ခင်နားတို့လဲကိုကြွကြော်မြည်လို့တော့ခင်နားလှမ်းអော်လိုက်သည်ကိုကြီးညူတို့တို့လဲကိုလဲပြုံးနေတော့တော့နေကြော်မသွားရက်ပလီတယ်ကိုကြီးညူကတစ်ချက်သာလှဲကြည့်ပြီးရှစ်ဆက်သွားသည်တခြားလဲတွေကသာတရပြီးတကုန်းစီလိုက်ကန်းနေတာကိုလဲတစုံမြင်နေရသည်အလိုကိုကြီးညူဘယ်နဲ့ဖြစ်သွားရတာပါလဲခင်နားကိုစိတ်ကားလို့သွားပါဘောလားကိုကြီးညူနောက်ကိုလိုက်ဖို့ခင်နားလှဲပေါ်ကခုန်ချလိုက်တော့ခြေထောက်ခွင်ချကပုံထရက်သာလဲလေတော့သည် အယုခါရောင်နာကျင်မှုကိုစိတ်မိခံရင်ကုကြီးညူကိုအာကိုတကြီးလှမ်းကြည့်လိုက်သည်ဒီတော့မှကုကြီးညူကခင်းနှောင်းမှလှည့်ပြီးပန်းကလေးတကုံအဝေးရပင်လှမ်းပစ်ပေးသည်ကုကြီးညူလဲနေရကမခံနိုင်သေးဖြင့်ခင်းနှောင်းကျုံးအောင်လိုက်တော့မှအိမ်မက်ကလှမ်းနှိုးတော့သည်မုံမလင်းသည်အိမ်မက်ထဲမှာကုကြီးညူကိုခင်းနှောင်းခါခါနနာရေးတွေ့လိုက်ရသည်ကုကြီးညူတရားသူ့ကိုများသတိရနေလို့လားမနောအာယုန်တွင်အခုလူရှိတဲ့အကြောင်းခင်းနှောင်းကြားဖို့နာဝရှိသည် အခုရော ကိုကြီးညိုနေသူမနှောအာယုံချင်းကူးဆက်နေကြလေရောသလားနောက်ရက်တွေမှာတော့ဘဝကိုဖြစ်ချင်ရဖြစ်ခင်တော်ပြစ်ချထားလိုက်တော့သည်ကိုကြီးကျော်နှစ်ပွဲရလွန်သွားမှာတော့ခင်တော်ပါကိုမှမမျှော်လင့်တော့ပါတို့ပါနဲ့ အားပေးနှဆက်နေကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါတယ်ရှင်။ဝေလဲတော်ရွှေပစိုးတန်းထိုးလို့ကြိုးမယ်။နောက်ဆုံးပိုင်းကိုစောင့်မျှော်နှဆက်ပေးပါအောင်နော်။